Bismillahirrahmanirrahim. Kiswatul Abbasi wa Umar radhiyallahu taala anhuma fi tawsi'il Masjidin Nabawi. Masjid Nabawi to che ti sao yi ma Hazra Umman ne Hazrat Abbas takelo ye a phit ye a chang li phit ba. Wa kharaja Abdul Razzaq عن زيد بن أسلم قال كان للأباس بن عبد المطلب رضي الله تعالى عنه دار إلى جنب مسجد مسجد المدينة فقال له عمر رضي الله تعالى عنه بعنيها فأراد عمر أن يزيدها في المسجد فأبى الأباس أن يبيعها إياه فقال عمر فهبها لي فأبى فقال فوسع فوسعها أنت في المسجد فأبى فقال عمر لا بد لك من إهداهن فأبى عليه فقال خذ بيني وبينك رجلا فأخذ أبي فأخذ أبي بن كعب رضي الله عنه فاختصم إليه فقال أبي لعمر ما أرى أن أن تخرجه من داره حتى ترضيه فقال له عمر أرأيت قضاءك هذا في كتاب الله وجدته أم سنة من رسول الله صلى الله عليه وسلم فقال أبي بل سنة من رسول الله صلى الله عليه وسلم فقال عمر وما ذاك فقال إني سمعت رسول الله صلى الله عليه وسلم يقول إن سليمان بن داوود عليه الصلاة والسلام لما بنى بيت المقدس جعل كلها جعل كل ما بنا هائفا أصبح منهدما فأوحى الله إليه أن لا تبني في حق رجل حتى ترضيه فدرجه عمر فوسع فوسعها فوسعها العباس رضي الله تعالى عنهما بعد ذلك في المسجد အဲ့တော့ဟာဇတိအဘတ်တခင်ရဲ့အိမ်ကအခုမစဂျစ်ရဲ့နဘဝီမစဂျစ်ရဲ့နဘဝီဗလီနဲ့ကကတ်ရက်ဖြစ်အဲ့မှာဟာဇတိအဘတ်တခင်ရဲ့ဟာဇတ်အဘတ်ဆိုလာကဘသူလုံးတမန်နိမတ်ဆိုဆန်ရဲ့ဦးလေးအရင်တမန်နိမတ်ဆိုဆန်ဖခင်ရဲ့ညီအရင်အဲ့တော့သူ့အိမ်ကမစဂျစ်ရဲ့နဘဝီနဲ့ကတ်ရက်ဖြစ်ဟာဇတ်အူမာကဗလီကိုတိုးချက်တိဆောက်ချင်တယ် အဲ့လိုတိုးချက်ဒီစောက်ချင်တဲ့အခါမှာဟာဇရအဘတ်ကိုပြောတယ်မင်းဒီနေရာလေးအိမ်လေးကိုပေးလိုက်ဒီနေရာလေးကိုမြေကွက်ကလေးကိုပေးလိုက်ပလီကိုငါတိုးချက်တိုးချက်မယ်ပလီကိုစောင့်ပါပလီတဲ့ကိုထည့်လိုက်ပါဆိုတော့ဟာဇရအဘတ်ကပေးဦးဒါဆိုရင်ရောင်းရောင်းပါပေါ့မင်းရောင်းတယ်လို့ငါဝယ်ပါမယ်ဆိုတော့အဲ့ဒါလည်းညင်းတယ်ငါမရောင်းနိုင်ဘူးတဲ့ကျွန်တော်မရောင်းဘူးတဲ့အဲ့တော့ဟာဇရအူမာကပြောတယ်မရောင်းနိုင်တဲ့လက်ဆောင်ဖြည်းဖြည်းပေးလိုက်ပါလက်ဆောင်လည်းမပေးနိုင်ဘူး ဲ့ဒါဆိုရင်ဟုတ်လားခမ ्या ကိုယ်တိုင်ပဲဒီပလီကိုတိုးချက်တဲ့ထက်မှာခမ ्या ကိုယ်တိုင်ပဲတိုးလိုက်တိုးချက်လိုက်စောက်လိုက်ခမ ्या တိုးချက်တယ်ဆိုပြီးတော့ခမ ्या ကိုယ်တိုင်ဒီစောက်လိုက်ဟင်စောက်နိုင်ဘူးအဲ့လိုလည်းမစောက်ဘူးအဲ့တော့ဟဇရတ်အိုမာကဒါဆိုရင်တော့တဲ့ခမ ्या နဲ့ကျွန်တော်နဲ့ကြားမှာတော့လူတယောက်လောက်တော့နည်းနည်းအဆုံးဖြတ်ပေးမယ်တယောက်လောက်တော့ရွေးလိုက်ရင်ကောင်းမယ်ဆိုတော့ဟာဇရတ်အဘတ်ကပဲရွေးလိုက်တယ်ဘသူ့ကိုရွေးလိုက်တယ်ဆိုတော့အိုဘိုင်ယိဗနီကာအဖခင်ကိုရွေးလိုက်တယ် ်အဇဒ်ဥဘယ်ဘနုကာဘခင်ဆိုတာကလည်းတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဟာလားကုရ်အန်ဟာဒီစ်ကိုနှံ့ဆက်ကျွမ်းကျင်တဲ့တမန်တော်ဟာဒီစ်ကိုစုဆောင်ထားတယ်ကိုရမြတ်ရဲ့ဟာဒီစ်တော်တွေကိုတော်တော်များများသူ့ရှိမှာသွားသွားပြီးမေးလို့ရှိရင်သူကမှတ်ထားတာဒီအများကြီးရဲ့အဲအဲ့တော့အကူရန်နဲ့တော်တော်ကိုနှံ့ဆက်ကျွမ်းကျင်တဲ့အတွက်ကြောင့်သူ့ကိုတင်လာချမ်းမို့ဟဇရတ်ဥမာကလည်းအမီရူလ်မိုမီနီဖြစ်နေတယ်အဲ့ဒီအချိန်မှာကအမီရူလ်မိုမီနီမိမိရဲ့ခက်ကာလဆိုတော့မိမိကမရွေးချယ်ဘူး အဲ့တော့ဟာဇရတ်အဘတ်ကိုတခင်ကိုပဲရွေးချယ်ခိုင်းတယ်ခင်ဗျားပဲရွေးဆိုတော့ဟာဇရတ်အဘတ်ကဟိုဘက်ယိဘနုကတခင်ကိုရွေးချယ်လိုက်ရွေးချယ်လိုက်တော့သူတို့အချင်းများတဲ့အကြောင်းတွေကိုအခုနဟာဇရတ်ဒီဟိုဘက်ယိဘနုကတခင်ကိုပြောပြဟာဇရတ်အိုမာကပြောပြအဲ့ဆိုရင်လေအဲ့ဒီအဘတ်တခင်မကျေနပ်မကျေသူ့အိမ်ထဲကနေသူ့ကိုထွက်ခိုင်းလို့မရဘူးကျွန်တော်ဒီလိုပဲဆုံးဖြတ်ပါ အဲ့ဒါကမင်းဘယ်လိုပုံစံနဲ့မင်းဘာအထောက်ထားနဲ့ဆုံးဖြတ်တာလို့နဲ့ဟာဇတ်အူမတ်တခင်ကဥမာကျမ်းမြတ်ကုရ်အန်ကြီးအထောက်ထားရှိသလားဒါမှမဟုတ်ဟဒီစ်အထောက်ထားရှိသလားတဲ့ဆိုတဲ့အခါကျတော့အခုနအိုဘိုင်ယိဘ်နုကာဗ်တခင်ကဟာကျွန်တော်ကဟဒီစ်ရဲ့အထောက်ထားရှိတယ်အဲပြောပြဒါဆိုပြောပြတဲ့ဆိုတော့ကျွန်တော်ကျွန်တော်နားနဲ့ကျွန်တော်ကိုယ်တိုင်ကြားခဲ့တမန်တော်မြတ်ဆွန်ဆန်ကဘာအမိန့်ရှိလုံးဆိုတော့ဟာဇတ်ဒီဆူလိုင်မန်နဗီက ဆူလိုင်မန်နဗီကမစဂျီအကဆွာဘိုက်တူလ်မုကဒတ်စ်ကိုတီဆောက်တယ်ဘိုက်တူလ်မုကဒတ်စ်ရဲ့ရှိမှရှိတယ်တိုင်းကြီးရှိတယ်အကြီးကြီးပဲတိုင်းအမြင့်ကြီးတီဆောက်နောက်ရမနခင်းကိုသွားကြည့်ရင်အဲ့တိုင်းကြီးပြိုသွားဟာတော်တော်အခိုင်အမာဆောက်ထားတယ်ဒီတိုင်းကြီးကပြိုကျသွားတာဘာကြောင့်ပါလဲဆိုတော့အလ္လာဟ်ရှ်မက်ဘက်ကနေဝဟီအမိန်အမိန်လာတယ်ဝဟီလာတယ်တဲ့ဘောဟောက်လာဟူအီလာဟီအန်လာတပ်နီယာဖီဟက်ကီရာဂျူလင်ဟတ်တာတာရဒီယာဟူသူများလူတယောက်ပိုင်ဆိုင်ထားတဲ့ အခွင့်အရေးလူလူတယောက်ပိုင်ဆိုင်ထားတဲ့အရာတစ်ခုအပေါ်မှာ तू မချင်းနှံ့မချင်းမင်းတို့အဲ့မှာသွားပြီးတော့မဆောက်ပါနဲ့သွားပြီးတော့မဆောက်နဲ့ဆိုပြီးတော့အဲ့ဒါအဲ့ဆိုရင်တော့ဟာဇရတ်ဥမ္မတ်ခင်က तू အထောက်ထားအခိုင်အုံပြနိုင်တဲ့အတွက်ဟာဇရတ်ဥမ္မတ်ကဆက်ပြီးတော့ဘာမှမပြောတော့အဲ့ဒီအခါကျတော့မှဟာဇရတ်အဘတ်တခင်ကနေပြီးတော့ကဲဟုတ်ပြီဒါဆိုရင်တော့လွတ်လွတ်ကျွတ်ကျွတ်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုဆိုတာကိုတေချာသွားပြီဆိုရင်ကျွန်တော်မွတ်စလင်ကြီးအတွက်ကျွန်တော်ဝက်ကပ်လုပ်ပါတယ်ဆိုအဲ့တော့မှဝက်ကပ်လုပ် ပထမတော့အပြစ်ရှိတယ်လို့ဒီဟာပိုင်ထတာကပဲဟဟာပရိနာကတ်နေလို့စင်မဖြစ်မနေပြရတော့မယ်ပုံစံမျိုးလိုလိုအဲ့ပုံစံမျိုးလိုလိုသူ့စိတ်ထဲမှာခံစားရလို့သူကညင်းနေတာအခုလိုကွက်ကွက်ပုံဝင်တိသွားတော့လေနောက်ဆုံးပေးလိုက်တော့အဲ့အကြောင်းမဲ့ရှေ့မှာဟာဒီဟဟာအဲ့ဒါလေးလာတယ်နော်အဲသူကတော့ကြေကြေပြတ်ပြတ်လေးလာတယ်အမြန်လေးဖတ်လိုက်ပါဘောနော်အဲ့တော့အခုနောက်တိုင်းပဲနော်ရှေ့ဟာဒီစ်မှာကြာတော့ဘယ်လိုလာတော့ဆိုတော့ أن يبني بيت المقدس وكانت أرضا لرجل فاشترى منه الأرض فلما أعطاه ثمنا قال الذي أعطيتني خير خير أم الذي أخذت منه فقال بل الذي أخذت منك قال فإني لا لا أجيز ثم اشتراها منه بشيء أكثر من ذلك فصنع الرجل مثل ذلك مرتين أو ثلاثا فاشترط عليه سليمان عليه الصلاة والسلام إني أبداؤها منك على حكمك فلا تسألني أيهما أيهما خير قال فاشتراها منه بحكمه فهتك فحتكم إثني إثني عشر ألف كنطار ذهب فقد ذلك سليمان عليه الصلاة والسلام أن يعطيه فأوحى الله فأوحى الله إليه إن كنت تعطيه من شيء هو لك فأنت أعلم وإن كنت تعطيه من رزقنا فأعطيه حتى يرضى Fafa ala qala wa ana ara anna Abbas radhiyallahu anhu ahaku bidari hatta yarda. Qala al-Abbas fa idha qadaita li fa inni aj'aluha sadaqatan lil muslimin. Kada fil kanz. Ara teman Sulaiman Baitul Muqaddas masjid dia terang itu isau dia kan. Tu mia mi kuat ka pa ni dia, tu mia ye hak ka pa ni Islam ah ျွန်တော်တို့အစ္စလာမ်မှာနံပါတ်1အမျက်ဆုံးကကာဘာကျောင်းတယ်ဒုတိယအမျက်ဆုံးကဘာလဲမဒီနာမစဂျစ်ဒ်နဗဝီတတိယအမျက်ဆုံးကဘာလဲမစဂျစ်ဒ်အဗ်ဒါဆွာနံပါတ်၄အမျက်ဆုံးရှိသေးတယ်တိလာနံပါတ်၄အမျက်ဆုံးတွန်းသမ်းမအောင်တိရင်တွန်းသမ်းမဟမ်တိလာနံပါတ်၄အမျက်ဆုံးကမစဂျစ်ဒ်ကိုပါမဒီနာမှာရှိတယ်ပထမဦးဆုံးဟလာပထမဦးဆုံးပလီလို့ခေါ်တယ် မစဂျစ်ဒီနဘူဘီမတိုင်ခင်မှာစောက်ထားတာမစဂျစ်ဒီကိုပါတမန်နီမြတ်စောက်ဆန်းမကာကနေပြီးတော့ဟေဂျရတ်လောက်ပြီးလာတဲ့အခါမှာမဒီနာရှင်မြို့တော်ကိုရောက်သွားတဲ့အဲ့နမှာဟဇရတိဘုဒ္ဓဟဇရတိကအဖဟဇရတိအဲ့ဒီမှာတဲရအဲဟဇရတ်အဘူအယူဘ်အန်ဆွာအဲ့ဒီမှာတွေ့တာ ဲ့ဒီမှာတဲနေတဲ့အချိန်မှာပရိမရှိသေးဘူးနော်ကာပါကြောင်းတော်ကြီးပဲရှိသေးတာကာပါကြောင်းတော်ကြီးအပြင်ပရိဆိုတာမရှိသေးဘူးအတော့ဟိုကတော့ရှိတယ်မစ္စဒီအက္ကဆာရှိတယ်ကာပါကြောင်းတော်ကြီးရှိကဘာရဲ့တခြားနေရာတွေမှာပရိဆိုလို့မရှိသေးဘူးအတော့အဲ့ဒီမှာတဲအဲ့ဒီမှာဆယ်ရက်လောက်နေတဲ့အဲ့ဒီနေရာလေးမှာမဒီနာမြို့ထဲကိုမဝင်သေးဘူးအကျရက်လှုပ်လာပြီးတော့အဲ့ဒီမှာတဲရင်ကနေပြီးတော့ယတင်နှစ်ဦးပိုင်နဲ့မြေခွက်အိမ်မြေခွက်ကလေးရတယ် အဲ့မြူကလကလေးကိုတမန်တော်မြတ်ဆန်ဆန်ဈေးကောင်းပေးလို့ကိုယ့်အိတ်ကရာပတ်ဆံဆိုင်တယ်ဟေဂျရာလောက်တာလေဟဇရတ်အဘူဘကာကတိတယ်အကုန်လုံးတော်တော်များဟေဂျရာလုံတယ်တမန်တော်ဟေဂျရာလုံတယ်တမန်တော်အသာတိနေပြီညီနာကိုကတ်တယ်ဟဇရတ်အဘူဘကာတခင်ကကလုံလေးနှစ်ကောင်မွေးတယ်သူတကောင်ပိုတော်မြတ်တကောင်ကြီးတယ်ကလုံအနီတကောင်မလီအနီနှစ်ကောင်အစာကိုဖိနေအောင်ကျွေးထားတာသွားတဲ့ခါမှာအားကောင်းမုန်းတန်နဲ့သွားလို့ရအောင်သို့တော့တမန်တော်မြတ်ဆန်ဆန်ကိုဆက်တတ်တဲ့အချိန်မှာတကယ်တမ်း ဟိဂျရာလုပ်မယ်လို့ဖြစ်လာတဲ့အခါကျတော့ဟဇရဘူဘကာကကိုရောဆက်တာတခုတမလို့ဆိုမြူခဲ့မင်းအခါကျင်းကိုယူအခါကျင်းဝင်မင်းယူပါဆိုပြီးတော့အခါကျင်းဝင်နဲ့ဟိဂျရာလုပ်ခဲ့တာတမန်တော်မြတ်ဆိုဟဇရဘူဘကာလောက်ရင်းနေခဲ့ဟဇရဘူဘကာရဲ့ဥစ္စာပစ္စည်းတွေကတမန်တော်မြတ်ဆိုဆံပေါ်မှာအများကြီးအကျိုးပြုခဲ့တာကိုရောမြတ်ဆိုဆံနှုတ်တော်ကဒီလိုဖွင့်ပြောခဲ့တယ်တို့တော့နေရာတိုင်းမယူခဲ့ဘူးအဲ့ဒါလိုပဲတမန်တော်မြတ်ဆိုဆံအခုနပြောတဲ့မစဂျစ်တွေ အခုနအဘူဝါယူအန်ဆာရီရဲ့အိမ်မှာတဲနေတဲ့ချိန်မှာအခုနပြောတဲ့ဒီမြေကွက်ကလေးကလေးပိုင်နဲ့ဒီမြေကွက်ကိုကိုရောမြတ်ရဲ့ကိုပိုင်ပတ်စံနဲ့ဝယ်ပြီးတော့ဒီပရိကိုပရမအောင်တို့တိဆောက်ခဲ့ပရမအောင်တို့တိဆောက်ခဲ့အဲ့ပရိနဲ့မလမကမှာဂျုံမာပရိဆိုတာရှိသေးတယ် တောက်ကြံနေဂျိုမာနေကိုအဲဘုရားမန်ချက်တီနဘူဘက်ကိုမျိုးလဲကိုသွားမယ်ဆိုပြီးတော့ဖက်လာတဲ့အချိန်မှာလမ်းမှာဂျိုမာရဲ့အမိန့်ကကြားလာတယ်ကောင်အဲ့နာမှာဂျိုမာပတိဆိုပြီးတော့တောက်ကြံဂျိုမာပမောင်းကိုဖတ်ခဲ့တဲ့ပတိလည်းအဲ့နာမှာရှိလမ်းပေါ်တော့နည်းနည်းလေးတော့လမ်းလာပေါ့ဒီနော်အဲ့နာမှာရှိခဲ့ဆိုတော့ဒုတိယဇရုတ်ရအမျက်ဆုံးကမန်ချက်တီအဲမန်ချက်တီကိုပါနော်ပထမဆုံးပတိက ကာဘာဝန်ကျောင်းတော့ဒုတိယမစဂျစ်ဒ်နဘူဝီတတိယကဘိုက်တုလ်မုကဒ္ဒတ်အခုပြောနေတယ်ဘိုက်တုလ်မုကဒ္ဒတ် now မစဂျစ်ဒ်ကိုပါဒီပလီလေးလုံးကဒါအမျက်ဆုံး1နှစ်3လေးအဲအဲ့တော့ပလီစောက်တာပဲဆိုပြီးတော့မြေနေရာတွေကိုသွားပြီးတော့မတရားသိမ့်ပဲလို့မရဘူးဒါပလီလောက်တာပဲကွာမင်းကဟာလာနင်းနေပါဟိုကလောက်လိုက်ပါလားမင်းမင်းမြေနေနေပြေးရပါဆိုမတရားကွာမလောက်အောင်ဒီလူမပေးဘူးဆိုလို့ရှိရင် तू မကျေနှက်ပြေးသွားဘာမှလောက်လို့မရဘူး အာဒီမှာရှေ့မှာတမန်တော်ဆူလိုင်မန်စောက်ထားတာဟလာမက်ဂျီဒီအပ်ဆိုဟုတ်ကမှရှိတယ်ဂရန်ကြီးကမလခင်အောင်ပြူသွားလောကပြန်စောက်တယ်နောက်ရမလခင်အောင်ပြူသွားပြီဟာအနာဘက်ကနေပြီးတော့လာတဲ့ဝဟီလာနဲ့မင်းသူများရဲ့အခွင့်အရေးပေါ်မှာမင်းစောက်တာသူ့ရဲ့ကျေနပ်မှုကိုယူပတိစောက်တာပဲဆိုတော့လာမတားမှုတွေကမက်ဂျီဒီအပ်ဆိုဆောက်နေတာနောက်စောက်နေတဲ့သူကနဗီတမန်တော်ဆိုတော့ဟိုကလာမတားဝင်သူ့အခွင့်အရေးသူအဆုံးရှုံးခံလိုက်တော့မယ်ဆိုတော့ ိတ်ထဲမှာကျင့်တတ်လို့လားဆိုတော့မကျင့်တတ်ဘူးလေအဲ့တော့အလ္လာဟ်ရှိမကမင်းသူ့ရဲ့ကျင့်တတ်မှုကိုတွားယူဆိုတော့အဲ့လူရှိကိုကျင့်တတ်မှုကိုတွားယူလာတွားပြီးတော့ဟိုတူကလည်းမရောမှုလို့ဘဝဝင်ရောင်းတော့ရောင်းမှာကွာဟဲ့လားအမျိုးမျိုးပေါ့သူတောင်းပန်နဲ့တိုးရှိုးတဲ့ခါကြတော့ခါကြတော့တော်တော်ရောင်းမယ်ရောင်းမယ်ဆိုတဲ့ခါကြတော့ကဲကောင်းပြီတဲ့အခုကျွန်တော်ရောင်းလိုက်တဲ့ခမရှိကနေကျွန်တော်ကပတ်ဆံယူမယ်ကျွန်တော်ကမြေခွက်ပေးမယ်အဲ့ဒီမြေခွက်ကမြတ်တယ်လားကျွန်တော်ပတ်ဆံကမြတ်တယ်လား ကျွန်တော်ယူလိုက်တဲ့ပတ်စံကမြတ်တယ်မဟုတ်ပါဘူးတဲ့ခင်ဗျားပေးလိုက်တဲ့မြေကွက်ကမြတ်ပါလေတဲ့အကုန်လက်ရောရတာအကုန်လက်ရောရတာဒါအခွင့်အရေးပေါ်မှာပလီကစောက်ထားပြီလက်ရောရတာအာခင်ဗျားမြေမြတ်ပါအဲအဆုကျွန်တော်မရောတော့ဘူးအဖြစ်ပြန်အမျိုးမျိုးဓမ္မတော်ဆူလိုင်မန်ကနောက်ဆုံးသူ့ကိုလက်ရဲကိုညှိတယ်ကဲကောင်ကြောင့်ကျွန်တော်ဘာမှမပြောတော့ဘူးခင်ဗျားမြတ်တာဒီမမြတ်တာဒီကျွန်တော်ဘာမင်းကမှမထုတ်တော့လိုက်ဘာမင်းကမှမထုတ်တော့နဲ့ခင်ဗျားဘလောက်ဘလောက်ဖေးဆိုပြီးတော့သာပြောလိုက်တော့ ခမားရဲ့ဆုံးဖြတ်ချက်အတိုင်းကျွန်တော်ပေးမယ်ဆိုတဲ့အခါကျတော့သူကဘာဆုံးဖြတ်တော့ဆိုတော့အရှရာအယ်ဖာကင်သွားကင်သွားတောင်း2000ပဲရွှေနဲ့လှုပ်ထားတဲ့ကင်သွားတောင်း2000ကင်သွားတစ်ခုကိုရွှေရင်းကအပြား4000နဲ့ညီမျှအဲ့လိုကင်သွားတစ်ခုကိုရွှေရင်းကဘယ်လောက်နဲ့ညီမြလဲ၄00နဲ့ညီမြတယ်အဲ့တော့ကင်သွားဘယ်လောက်ပြောတော့12000ဆိုတော့အလားအများကြီးပဲ300 400 500လောက်ရှိတယ် အဲအဲ့လောက်ဖြစ်သွားတယ်ဒါရွှေလင်းကတော့ရွှေလင်းကတပြားဆိုတာကဟာဒါအများကြီးပဲအခုကိုရွှေတရက်သားဟိုကဘယ်လောက်ရှိနေလဲဟမ်တင်ကိုရနေပါဖြစ်နေ88တိန်နေဒီနေ့အဲဆိုတော့အများကြီးဟာကျဆွန်မန်တခင်ကစိတ်ထဲမှာမကောင်းဘူးဟာအများကြီးပဲတအားများလွန်းနေပေါ့ဒီလိုတွေးနေတာကိုအဲ့လိုမျက်တိရအလမုခါအိနတလအာယူနီဝမာတုခ်ဖီဆူဒူအလ္လာဟ်ရှိမြတ်က ဟာအိနတလအာမျက်လုံးရဲ့ခရီးနဲ့ကိုလည်းလောရှင်မြတ်ကတိလူတယောက်ကရှိလိုက်တာကခြေနဲ့တဲ့အကြည့်နဲ့ကြည့်တယ်မခြေနဲ့တဲ့အကြည့်နဲ့ကြည့်ရတယ်မျက်လုံးကအရင်ပေါ်တာအဲ့တော့ခါအိနတလအာယူခရံနဲ့မျက်လုံးရဲ့ခရံနဲ့ကိုလည်းလောရှင်မြတ်ကတိတယ်တဲ့ဝမတုခရစ်တိုတို့ယင်ထဲမှာအောင်းနေတာကိုလည်းလောရှင်မြတ်ကတိတယ်ဘူတယောက်နဲ့တယောက်ထိုင်နေသူယင်ထဲမှာပါရှိလို့မသူမသိဘူးသူယင်ထဲမှာပါရှိလို့လည်းသူမသိဘူးဟမ်ကျွန်တော်ယင်ထဲမှာရှိတယ်ဘယ်လို့မပြောမှမသိဘူးဘယ်လို့ယင်ထဲမှာရှိတော့ကျွန်တော်သိလားမသိဘူးအဲ့ဒါဒီအလားပဲသိတယ် ်အလောရှိမကအတင်းကျွေးမဲ့တည်တော်မူသောအရှင်ဖြစ်တယ်အဲ့တော့တမန်တော်ဆူလိုင်မန်ကပြေးလိုက်ဒါပေမဲ့စိတ်ထဲမှာညားလိုက်တာပေါ့တအားကြီးပဲတအားဆုံးတအားဆုံးဟာလားအဲသူရဲ့မင်းလေးအဲ့တော့အလောရှိမကဘာအမိတ်ရှိတော်ဆိုတော့မင်းပတ်စံလေးကမင်းဖန်ကြီးနိုင်တဲ့မင်းဖန်ဆင်းထားတဲ့ထဲကမင်းပေးတာဆိုရင်တော့မင်းမပေးနဲ့ကွာတဲ့ငါရှင်မြတ်ပေးထားတဲ့ထဲကပေးတယ်ဆိုရင်မင်းပေးလိုက်ပြီဆိုတော့ချက်ချင်းမင်း ူကျင်တတ်တဲ့ထီအောင်သူကျင်တတ်တဲ့အတိုင်းသူဆုံးဖြတ်တဲ့အတိုင်းပဲပေးလိုက်တယ်တဲ့အဲ့တော့မှဟာဇတ်ဒီအစ်ဘနီအဘတ်တခါဟာဇရတ်အဘတ်တခင်ကဒါဟာသူ့ရဲ့ဟတ်ပဲတဲ့ဒီအိမ်ကိုဟာဇရတ်အွန်မတ်တခင်သူမကျင်တတ်ပြီကာလပတ်လုံးမစဂျစ်ဒီနဘူဝေတဲ့ကိုသိလို့မရဘူးနော်ဆိုတဲ့အချိန်မှာဟာဇရတ်အဘတ်တခင်ကလွတ်လွတ်ကျွတ်ကျွတ်ဒါငါအိမ်ဆိုတာဟုတ်သွားပြီဆိုရင်ငါတူတယ်ဆိုပြီးတော့မစဂျစ်ဒီအဲ့မှာကျွန်တော်တို့အမှတ်အသားလေးလက်ရှိတယ်နော် ဟို hash ကိုရောက်သွားတဲ့အခါကျလို့ဆိုရင် masjid နဘူရဲမှာအဇရာအစ်မနီအဘတ်ကြီးနေရာလေးကိုအမှတ်သားလေးလုပ်ထားတယ်အဲ့မစာလေးလည်းရေးထားတယ်ဒီနေ့ဒီအောင်အကောင့်ထဲဝင်တယ်ဟာအဇရာအဘတ်တကင်းကမရှိတော့ဘူးဒီနေ့ဒီအောင်အဲ့ဒီနေရာကြီးကစတကာဂျာရီယာဗျာကပကပလူတွေအကုန်လုံးဒီမှာလာပြီးတော့နမတ်ဖတ်တယ်ဒီဆွာပြေကုန်ပူကြနေမှာအဇရာအဘတ်တကင်းရတယ်အဇရာအမတ်တကင်းရတယ်အဇရာအဘူဘကာရတယ်ကမရညာဆောင်ဆောင်ရတယ်အလ္လာဟူအက်ဘတ်စတကာရဲ့အဂျာရီယာလို့ခေါ်တယ် အင်မတန်မှကြီးကျယ်ကြီးကျယ်ဒါကြောင့်အိတ်ခံဒီမှာခုလိုဆိုပါတော့ကဒီအကြောင်းကိုဖတ်ပြတယ်ဆိုလာကဟာသာသနာပေါ်မှာသူတို့တွေကဘလို့ပုံစံမျိုးနဲ့အဖြစ်ထားခဲ့တယ်သာသနာပြဘလို့အနှစ်နာရီခံခဲ့တယ်အနတ်ကြောက်စိတ်တမန်တော်ချစ်စိတ်အဲ့လိုအရေးချင်းကောင်းတွေကိုဝင်ရောက်လာဖို့တယ်ဆိုတော့ခုလိုညမှာကျွန်တော်တို့ကဖတ်ပြညလူရဲ့အကျင့်စရိုက်တစ်ခုရှိတယ်အိတ်ခံဒီမှာတွေးတတ်တယ်အဲ့လိုတေချာပေါက်တွေးတယ်နော် တေချာပေါက်တွေးကိုတွေးတယ်အဲ့လိုတွေးတဲ့အခါမှာတခြားအကြောင်းအရာတွေကိုမတွေးဘဲနဲ့ အခုလိုဆွာဘာတောင်တရဲ့အကြောင်းကိုတွေးပြီးတော့အိမ်မယ်ဆိုလို့ရှိရင်တို့ကဲ့သို့အရေးချင်းကောင်းနေကျွန်တော်ထဲမှာဝင်ရောက်လာမှာဖြစ်ပါတယ်အင်ရှာအလ္လာဟ်ကျွန်တော်ဝတ်သားစနာမိတ်ဆွေများကိုပါဖတ်ပြတဲ့အတိုင်းနားထောင်တဲ့အတိုင်းလက်ကိတ်နဲ့ကျင့်သုံးနေမယ်ဆွာဘူပြေးတာပါမူပါစေအာမင် الحمد لله رب العالمين والعاقبة للمتقين والصلاة والسلام على رسوله الكريم ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا افرغ علينا صبرا وثبت قدامنا وانصرنا للقوم الكافرين ربنا لا تزغ قلوبنا بعد اذ هديتنا وهب لنا من لدنك رحمة إنك أنت الوهاب ربنا اغفر لنا ولإخواننا الذين سبقونا بالإيمان ولا تجعل في قلوبنا غلا للذين آمنوا ربنا إنك رحيم ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم وصلى الله تعالى على خير خلقه ونور أرش سيدنا محمد وعلى آله وأصحابه وذرياته وعلى بيته أجمعين سبحان ربك رب العزة عما يصفون وسلام على المرسلين والحمد لله رب العالمين